အားပေးတဲ့ပရိသတ်များသလားတပြိုင်တည်းမှာပဲကမ္ဘာလူမုံများဆုံးကလပ်တင်းဖြစ်နေတဲ့ United ပရိသတ်များလုံးပဲမိန်လာများရေယိုအိုင်ဘတ်ခွန်ရှိကော online အချင်းကနေပြန်လည်ကြိုလဲပါရင်ယောက်ျားလေးတွေဆက်ဆက်ထိမခန့်တဲ့အရာတွေအများကြီးရှိပါရင်မိခင်ချစ်သူဂုံတိတ်ကစားသဖြင့်ပေါ့လေဒီအချိန်လေးမှာသူတို့အားပေးတဲ့ဘောလုံးကလပ်လည်းပါဝင်ပါရင်ယောက်ျားလေးဟာမိန်ကလေးတယောက်ကိုရုံးမြေကျငယ်စဉ်တောင်ကြီးကလေးဘွားကနေတင်တမန်တက်ဆုံးချစ်သွားမယ်လို့အားမခံလို့မရပါပဲဘောလုံးအသင်းတစ်သင်းကိုတော့ငယ်ငယ်ကနေသေးသေးထိတတူးထွေးလို့ရိုးဆွဲချစ်မြတ်လို့တက်ကြပါရင်ဒါကြောင့်မဲကိုအားပေးတဲ့ဘောလုံးကလပ်နဲ့ပတ်သက်ရင်ဆက်ဆက်ထိမခန့်လက်တော့ပြန်ကြ စကနာထိုးကြနေပြန်နေဖြစ်ရတာလည်းယောက်ျားလေးတွေပါပဲတချို့ဆိုရင်ကွယ်လွန်တဲ့အခါမှာတို့ချင်းမြန်တို့ရဲ့အသင်းရဲ့အလန်တော်နဲ့အတူတပြိုပေးဖို့တောင်းဆိုတဲ့အထိကိုစိတ်နှစ်မြုပ်ပြီးတော့အားပေးကြတာပါကိုအားပေးတဲ့အသင်းကိုဆက်ဆက်လေးမကန်ချစ်တာရဲ့နောက်မှာကပ်ပါလာတာကတော့ပြိုင်ပြိုင်အသင်းရဲ့ခါခါတီးတီးမုံနေချင်းတွေပါပဲဗီဒီမီဒီယာတွေရဲ့စီးရင်ကောင်းရီမှုမှာတော့ပရီးမီယာလိဂ်ကလပ်တွေရဲ့လူမုံများဆုံးအသင်းဖြစ်ရွေးချယ်ခြင်းခံလိုက်ရတာကမန်ချက်စတာယူနိုက်တက်အသင်းပဲဖြစ်ပါတယ်စစ်တမ်းဟာပရီးမီယာလိဂ်ပွဲစဉ်တွေကိုလာရောက်ကြည့်ရှုတဲ့ပရိသတ်ပေါင်း1000နှစ်ယောက်ကိုစာပေးကောက်ခံခဲ့တာဖြစ်ပါတယ်ရန်ကုန်အားဖြင့် ကလန်အသင်းတင်းရဲ့ပရိသတ်90ဝန်းကျင်ကန်းနဲ့ကလန်အသင်း20ကပရိသတ်ထောင်ကျော်ကိုမေးမြန်းခဲ့တာဖြစ်ပါရင်ဇင်းထဲမှာမဲပေးရွေးချယ်မှုရာ United က19.900ကျိုင်းတော့နဲ့လူမောများအဆုံးအသင်းဖြင့်ထိဆုံးကနေရည်တည်နေတာဖြစ်ပါရင်ဒုတိယနေရာကအသင်းက လမဟုတ်က55ဒသမ6တင်းရာဂိုင်လုံးဖြစ်ပြီးချဲစီတင်းက9ဒသမ1ရှိရာဂိုင်လုံးနဲ့တတိယအာဆင်နယ်တင်းက10ဒသမ8နှစ်ရာဂိုင်လုံးနဲ့စတုတ္တလေးယူနိုက်တက်က6ဒသမ56ရာဂိုင်လုံးနဲ့ပစ်စမနေရာမှာရည်တည်နေတာဖြစ်ပါရင်စစ်တမ်းရောင်ယူနိုက်တက်တင်းကမုံဆုံးတင်းပြီးရွေးချယ်ခဲ့တဲ့ပရိသတ်များစုကတော့အာဆင်နယ်မန်စီးတီးလမဟုတ်ချဲစီနဲ့လေးယူနိုက်တက်ပရိသတ်တွေပဲဖြစ်ပါရင်ယူနိုက်တက်တင်းအောင်ဆိုပါတင်းတွေအကုန်လုံးနဲ့တနည်းမဟုတ်တနည်းကျောင်းတော်ကရန်စားတွေရှိခဲ့မှုတွေအတင်းလည်းဖြစ်တာပါ ဒီပောင်းအသင်းကိုမုံဆုံးအသင်းဖြစ်ရွေးချယ်ခဲ့တဲ့ပရိသတ်များစုကတော့ Everton United လို့ပရိသတ်တွေပါပဲ။လွန်မုန်းနေဆုံး Premier League အသင်းအဆင့်ကိုလည်းဆက်လက်ကောက်ခံခဲ့ပြီးထိပ်ဆုံးအသင်းအဆင့်မှာတော့ Nottingham Forest, Leicester City, Southampton, Brentford နဲ့ Bournemouth အသင်းတို့ကအဆင့်လိုက်ရည်တည်လျက်ရှိကြပါသေးတယ်။ ယူနိုက်တက်ဟာမြန်မာနိုင်ငံမှာဆိုရင်လည်းလူကြိုက်အများဆုံးအသင်းဖြစ်တယ်လို့ဒီပိုင်းနဲ့တင်းမှာပဲလူမုန်းခံရမှုအများဆုံးအသင်းလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံမှာအာဆင်နယ်၊လီဗာပူး၊ချဲစီ၊မန်စီးနဲ့အစားရှိတဲ့ပရိသတ်တိုင်းဟာယူနိုက်တက်ပရိသတ်တွေနဲ့မတည်ကြပါဘူး။အာဆင်နယ်ဆိုရင်ပရီးမီယာလိဂ်ခေတ်ဦးမှာပယ်ဘက်တွေဖြစ်ခဲ့မှုတာရောရှုံးဝဲမရှိစံချိန်ချိုးပစ်ခဲ့တာရောဆက်လက်ဖြစ်ကြောင်းတော်ကရန်စားတွေကအင်မတန်များတာပါ။ ၎င်းနဲ့ကတော့အင်္ဂလန်ဒါဘီဖြစ်တာကြောင့်တသင်းနဲ့တသင်းအောင်မြင်မှုချင်းတိုင်းတာနေကြတာကြောင့်ရောမတည့်ကြတာဖြစ်ပါရင်ချဲစီကတော့မော်ရီယိုရောက်လာပြီးနောက်ပိုင်းပရီးမီးယားလိချန်ပီယံဆုကိုအပြိုင်လုခဲ့ရတော့2000ချင်းချန်ပီယံလိဖိုင်နယ်မှာထိတိုက်တွေ့ဆုံခဲ့တာကြောင့်မတည့်တာဖြစ်ပါရင်မန်စီးတီးကတော့မြို့ကန်ပြိုင်ပွဲတွေမျိုးဖြစ်ပါရင်ဘာပြောပါယူနိုက်တက်အောင်အောင်မြင်လို့နေတာကြောင့်အမုန်းသူရောချစ်သူကများပြားလို့နေတယ်ဆိုတာလက်ခံရမှာဖြစ်ပါရင်လက်ရှိနေရာတင်ပြောင်းရှိမှာတော့အသင်းကြီးတွေဟာအပြိုင်ဆိုင်အင်အားဖြည့်တင်းမှုတွေလုပ်နေကြပါရင်ယူနိုက်တက်ကမာတီးယက်ကွန်ညာကိုခေါ်ယူပြီးပြီဖြစ်တယ်လို့ချန်နယ်ကစားမှတွေလည်းခေါ်ယူဖို့ရာချိန်ဆက်နေပါတယ် အာဆင်နယ်ကလည်းဇိုဘီမန်လေးကီပါနော့ကတ်တို့ကိုခေါ်ယူထားပြီးဖြစ်ပါတယ်။မန်စီးတီးလူပေါင်းတို့ရဲ့အားဖြင့်တင်းမှုတွေကပို့ပြီးတော့အားရစရာတော့ရှိပါတယ်။လာမယ့်ရာသီမှာဘယ်အသင်းချန်ပီယံဖြစ်သွားမလဲဆိုတာကတော့ဆက်လက်စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဗျာ။ဗီဒီယိုလေးကတော့ပါပဲ။နောက်နေ့မှလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြားတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ။